ေ sharing လုပ်ပေးမှာကစားတောက်ဆိုင်တစ်ခုကနေပြီးတော့ရလာတဲ့ slip တစ်ခုကနေပြီးတော့ဒီ accounting နဲ့ finance audit အတွက်ဘယ်လိုမျိုး အချက်လက်တွေရရှိနိုင်လဲအလိုအသုံးဝင်လဲဆိုတာလေး sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးဒါကတော့ဒီ POS လို့ခေါ်တဲ့ point of sale ကနေပြီးတော့ထွက်လာတဲ့ auto ထွက်လာတဲ့ စလစ်ကလေးတစ်ခုပါအဲ့တော့ထိတ်ဆုံးမှရှိတဲ့25ဆိုတာကဒါ table number ကလေးဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီကောင်ကတော့ဒီ slip စာရွက်ကလေးထဲမှာပါတာကတော့ငွေရှင်းရမယ့်အမောင့်4500ဆိုတဲ့အကြောင်းလေးကတော့အဓိကကျတယ်ဒါပေမဲ့ accounting ဆိုတာကအမောင့်တည်းတန်မဟုတ်ဘူးအဲ့ဒီအတွက်ဒီစာရင်းလေးကိုတစ်ချက်လောက်အကြည့်အောင်ဒါတွေက ဘာတွေလဲပေါ့နော်ဒီ invoice လေးကနောက်တစ်ခုကကြတော့ဘာကြောင့်ဒါတွေထည့်ထားလဲဒါတွေကိုတို့တွေဟောင်းဘယ်လိုလက်တွေ့အသုံးချမလဲဆိုတာလေးရှင်းပြခြင်းပါတယ်အဲ့တော့ပရမအုပ်ဆုံးနံပါတ်1အနေနဲ့ထိတ်ဆုံးက25ဆိုတာကတော့ဒါ table number ကလေးဖြစ်ပါတယ်ဒုတိယတစ်ချက်ရွှေကတော့သူ့ရဲ့ sign number ဖြစ်တယ်နောက်က SPD ဆိုတာကတော့ sign ခွဲရှိတဲ့မြို့နယ်ပေါ့အတူကောက်တော့ ါရွှေပြည်သားတို့เนาะအဲ့လိုသဘောဖြစ်မှာနောက်တစ်ခုကကြတော့ဒီဖုန်းကကြတော့ဒီ slip မှာအကြောင်းအကြောင်းကြောင်းမှားယွင်းခဲ့မယ်ဆိုရင်ဒါဖုန်းဆက်လို့ရအောင်လုပ်ထားတဲ့ဖုန်းနံပါတ်ကလေးဖြစ်တယ်နံပါတ်5က date ပေါ့ date မှာလည်းတို့ကခဏန်းအဖြစ်ရေဘူးရအရှိဆုံးက d d ဒုတိယကမန်မန်နောက်ဆုံးကရီယာရီယာရေဘူးအဖြစ်တော့၈လုံးရှိတယ် သို့တော်လည်းပဲဒီမှာ year 2025ကို25လို့အတိုကောက်ရေးထားတာဖြစ်တယ်အဲ့တော့ဒီနောက်က14.3ကတော့3.3ကဒါကနာယီပေါ့နော်ဒီနာယီတွေထည့်ထားခြင်းအပြင်အလုပ်အတွက်ဘယ်လိုအကျိုးရှိလဲဆိုတော့ကိုတော့အကျေနောက်တစ်ဖိုင်မှာထပ်ပြီးတော့ပြောမယ်လောလောဆယ်တော့ဒါလေးတွေပြောသွားမယ်အဲ့တော့ဘေးမှာရှိတဲ့ take away ဆိုတာကတော့ဒါပါဆယ်မာတဲ့သဘောကိုပြောထားတယ် နောက်တစ်ခုက receipt number ဒီ receipt တွေကအတူကောက်ဒါ mnemonic နဲ့ဒီ numeric ကနန်းနဲ့ကုတ်နံပါတ်ပေးထားဒီကုတ်နံပါတ်ကအားလုံးမှာထပ်တူမဖြစ်တဲ့ကုတ်နံပါတ်ဖြစ်ရမယ်ဒါမှလည်းပြန်ပြီးတော့ check လုပ်လို့ရမယ်နံပါတ်3ကတော့ cashier cashier ရဲ့ကုတ်နံပါတ်ဖြစ်တယ်ဒါမှလည်းသူကဘသူရိုက်တာလဲမှားရင်ဘသူတာဝန်လဲသိဖို့နောက်တစ်ခုက POS cashier 01ဆိုတာကဒီဆိုင်မှာရှိတဲ့ဆက်ကနှလုံးသုံးလုံးဥပမာဖြင့်ကျွန်တော်တို့စိန်ကေဟာဂမုံမွဲ့စီတီမတ်အစရှိတဲ့ဖြင့်ကောင်တာတွေမှာဒီတစ်ခုမကရှိတဲ့အခါမှာဒီကောင်တာနံပါတ်ကလေးဖြစ်တယ်ဒါဆိုဘယ်ကောင်တာကယူလာတာလဲသိနိုင်တယ်နောက်တစ်ခုကကြာနံပါတ်ဆော့ကတ်စတမာကတယောက်ပေါ့နောက်အောက်က data လေးကတော့အရေးကြီးပါတယ်အရှိကဒါအရေးအတွက်တိ အမျိုးအစားကဒါကဗမာလိုရေးထားတဲ့စီချက်ဒါကသူ့ရဲ့အသားပေါ့နောက်၄100တပွဲကို4100ဒါက unit price အဲ့တော့ဒီ1နဲ့4100နဲ့မြောင်မှာနောက်က4100ရရမယ်။အကဲရှင်းမှာ2ပွဲမှာရဲဆိုရင်8000နဲ့200ဖြစ်သွားမယ်။3ပွဲမှာရဲဆိုရင်3နဲ့4100နဲ့မြောက်ပေါ့။အဲ့ဒါပြီးတော့မှ take away ယူတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အတွက်ထဲဖို့ဖော်ဘူးဘူး200။ဒါဆိုနှစ်ခုပေါင်းလိုက်ရင်4000နဲ့ 300ဒါဆိုရင် item နှစ်ခုပါတယ်ဆိုတဲ့အကြောင်းအရာလေးပြောတယ်။အဲ့ဒါပြီးတော့မှ value added tax 5%က4300ရဲ့5%တွက်ရင်1.5ရမယ်။ဒါဆိုငွေရှင်းတဲ့အခါမှာ4300နဲ့1.5နဲ့ပေါင်းရင်4500ဒါကစားသုံးသူကဆောင်ရတဲ့အခွန်ပေါ့နော်အခွန်ဖြစ်တယ် indirect tax သဘောပဲဆိုင်ဘက်ကတော့သူတို့ဒါကဒီ1.5ကသူတို့ရတဲ့ပဲဆန်မဟုတ်ဘူး ူတို့ကအဲ့ဒီနှစ်တင်ငါးကောက်ခံခြင်းအတွက်အခွန်စာရွက်ကိုတရဝင်းကပ်ပေးထားတယ်ကပ်ပေးထားတဲ့အပြင်ဒီစာရွက်ကိုတခြားမှာပြန်သုံးလို့မရအောင်မင်းနဲ့ cross လုပ်ပေးထားတယ်အဲ့တော့ဒါဆိုရင်ဒါက total amount 4000နဲ့500ဆိုင်ကနေပြီးတော့ဒီကောက်ထားတဲ့ပတ်စံကိုတော့ဒါက sales tax output tax လို့ခေါ်တယ်သူ့ရဲ့ import tax နဲ့ပြန်ပြီးတော့ set off လုပ်လို့ရတယ်ဆိုတော့ဒါလေးက4000နဲ့900ကြတယ် change ဆိုတာကပြန်ငွေ ဟာလေ customer ကဒီတော့900အတီးပေးတဲ့အတွက်ပြန်စရာမလိုပေါ့အဒီရဆာရွက်ကလေးကတော့ပါပြီးသားပေါ့ commercial tax ct ပေါ့ပြီးရင်ခွန်အတူကောက်ပတ်တခလို့ခေါ်တယ်အဲ့တော့ဒါကမမမကျူအကုတ်ကလေးပါပါပြီးသားပေါ့ဒါဆိုရင်ဒါလေးကိုကြည့်ချင်းအပြင်အဲ now define မှာတော့အသေးစိတ် audit ဘယ်လိုလုပ်ရလဲเนาะထပ်ပြီးတော့ရှင်းပြတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ page လေးကို I like favorite follow tapi လေးလုပ်ထားပေးပါ share လေးလုပ်ထားပေးပါလို့ပြောချင်ပါ